ူတူစစ်ကောင်စီတပ်စခန်းကို KNL ပူးပေါင်းတပ်တွေသိမ်းပိုက်လိုက်တဲ့အကြောင်းမရီယာမှာဘုံကျဲခံရပြီးကလေးအပါဝင်9ယောက်သေဆုံးတဲ့တဲ့တင်ဘိုးတိုင်းအခြေခံကိုစစ်ကောင်စီတိုက်ခိုက်လို့9ယောက်သေပြီးတော့9000ကျော်ထွက်ပြေးနေရတဲ့အကြောင်းနဲ့စစ်မှုထမ်းတပ်သားတင်9ယောက်နှတို့ကြီး PDF တွေစီကိုခိုးလုံလာတဲ့အကြောင်းတွေအပါအဝင်ဒီကနေ့နေ့လည်ခင်းအထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစူးစိတင်ပြသွားမှာပါရှင်။ ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်အတွင်းထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့စစ်ကောင်စီရဲ့ပုလူတူစခန်းကုန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်တွေကမတ်လ14ရက်ဒီကနေ့မနက်မှာအပီသိမ်းပိုက်လိုက်ပြီးတော့အဲ့ဒီစခန်းကစစ်ကောင်စီတပ်သား30ကျော်ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးခိုလုံသွားတယ်လို့ KNL နဲ့နှီးဆက်တဲ့စစ်ရေးသတင်းရင်းမြစ်က RFA ကိုပြောပါရတယ်။အဲ့ဒီစခန်းကုန်းဟာခလာရ31ကစစ်ကောင်စီတပ်သားတွေအထိုင်ချထားတာဖြစ်ပြီးတော့ထွက်ပြေးသွားတဲ့အထက်မှာတက်ခွေ ွဲမှုပါပါဝင်တယ်လို့ဆိုပါရယ်ပူလူတူစခန်းကုန်းကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ25ရက်နေ့ကစလို့တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တိုက်ပွဲ18ရက်တာကာလအတွင်းစစ်ကောင်စီဘက်ကဂျက်တိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုအကြိမ်20ကျော်ရှိခဲ့တယ်လို့လည်းတိုက်ပွဲအခြေအနေကိုသိတဲ့နောက်ထပ်သတင်းရင်းမြစ်ကလည်းပြောပါရယ်အဲ့ဒီစကန်သိန်းတိုက်ပွဲနဲ့ပတ်သက်လို့ KNL ကတစုံတရာထုတ်ပြန်တော့မရှိသေးပါဘူးရှင်။ ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မန္တလေးတိုင်းမရရမြို့အရှိချမ်းကို စစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီးနဲ့နေစဉ်ပစ်ခတ်တိုက်ခိုက်နေပြီးတော့ထိခိုက်ဒေဆုံးတာတွေလည်းရှိနေတယ်လို့ကာကွယ်တပ်တွေနဲ့ဒေသခံတွေကပြောပါရတယ်။ပြီးခဲ့တဲ့မတ်လ17ရက်နေ့ညမှာမြို့အရှိတောင်ဘတ်ချမ်းကဝတုံတရရွာကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ဆယ်နှစ်အရွယ်ကလေးတယောက်အပါအဝင် လူ9ယောက်ဒေဆုံးပြီးတော့10ယောက်ထပ်မနေလဲထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါရတယ်။မရရမြို့နယ်အရှိချမ်းကကာကွယ်တပ်တွေထိန်းချုပ်ထားတဲ့ ဲ့ဖျောင်းတောင်ရွှေလောက်ကွက်နဲ့အယ်ဖာဘီလက်မြေဆက်ယုံတို့ကိုပြန်လည်သိမ်းယူနိုင်ဖို့စစ်ကောင်စီတပ်ကမြေပြင်ကရောလေချောင်းလက်နက်ကြီးတွေနဲ့ပါ အပြင်းအထန်တိုက်ခိုက်နေပြီးတော့နေ့စဉ်ဒီပါနှစ်ဖက်ထိတွေ့မှုတွေရှိနေတယ်လို့ဆိုပါတယ်ရှင် ပဲခူးတိုင်းအရှိချမ်းညောင်လေးပင်ခရိုင်နဲ့တောင်ကုန်ခရိုင်တို့မှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လေကြောင်းသုံးပစ်ခတ်တိုက်ခိုက်တာတွေကြောင့်ရက်သား9ရောက်သေဆုံးပြီးတော့ရွာဆယ်ရွာကဒေသခံ9000ကျော်ထွက်ပြေးနေရတယ်လို့ Free Burma Rangers အဖွဲ့ကမနေ့ကထုတ်ပြန်ပါတယ်။မတ်လ10ရက်နေ့ကတောင်ကုန်ခရိုင်အတွင်းစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုမှာ Free Burma Rangers အဖွဲ့ဝင်1ရောက်အပါဝင်ကျန်းမာရေးဝန်ထမ်း2ရောက်သေဆုံးပြီးတော့1ရောက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။မတ်လ6ရက်နေ့မှာကြောက်ကြီးမြို့နယ်ကရွာတရွာ ါကိုလေချောင်းကပုံကျဲတာကြောင့်အရက်သား၃ယောက်တိဆုံပြီးတော့ဒေသခံ9000ကျော်ထွက်ပြေးခဲ့ရတယ်လို့ဖော်ပြပါရတယ်။စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်ဘာသာရေးအဆောက်အအုံစာတင်ချောင်းနဲ့နေအိမ်တချို့လည်းထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ဆိုပါရရှင်။ ကိုတိုင်းအနောက်ရှမ်းအုပ်ဖို့မြို့နယ်ဝိုင်းရွာရဲစခန်းကိုဒေသအရှိဆိုင်ကာကွယ်ရေးပူးပေါင်းတပ်တွေကမတ်လ12ရက်နေ့နေ့လယ်ပိုင်းကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါရတယ်။လက်နက်ကြီးလက်နက်ငယ်တွေနဲ့အပြန်အလှန်ပစ်ခတ်တိုက်ခိုက်တာကြောင့်တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ရဲစခန်းထဲကအဆောက်အအုံတရှို့လက်နက်ကြီးကြီးပောက်ကွဲမှုကြောင့်မိလောင်သွားခဲ့တယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့နှိစက်တဲ့သူတယောက်ကပြောပါရတယ်။စစ်ကောင်စီတပ်ကစစ်ကူအများပြရောက်လာချိန်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပြန်လည်ဆုတ်ခွာခဲ့တယ်လို့ဆိုပါရရှင်။ စကိုင်းတိုင်းမြောင်နဲ့မကွေးတိုင်းရေစကြိုမြို့နယ်မှာစစ်ကောင်စီတပ်ကရွာတွေစီးနှင်းနေတာကြောင့်ဒေသခံ3000လောက်နေရဲစွန့်ခွာထွက်ပြေးနေရတယ်လို့စစ်ဘေးဒုက္ခသည်တွေကိုအကူအညီပေးနေတဲ့သူတွေကပြောပါရယ်။ရေစကြိုမြို့နယ်တွေကမြေစွန်းတော်မြေတော်မြောင်မြို့နယ်တွေကပန်းညိုညောင်ကာယာမင်းလငရံ့အိုစုလီကုန်းစတဲ့ရွာတွေကဒေသခံတွေထွက်ပြေးနေကြရတာပါ။မက်စလာပထမအပတ်မှာမြေဆွန်းတော်ရွာကိုစစ်သားအင်အား200ကျော်ကစစ်ကြောင်းထိုးဝင်ရောက်မိရှို့ခဲ့တဲ့အပြင်ဒေသခံ 17ရောက်ကိုလည်းတက်ဖြတ်သွားတယ်လို့ဒေသခံတွေကပြောပါရယ်မတ်လ17ရက်နေ့မှာလည်းပန်းညိုရွာကိုစစ်ကောင်စီတပ်ကစီးနှင်းပြီးတော့နေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးသွားတယ်လို့ဆိုပါရယ်စစ်ကောင်စီကတော့ဒီပြောဆိုချက်ကိုညှင်းဆို့ထားပါရယ်ရှင် မကွေးတိုင်းစလင်းမြို့နယ်ကုတ်ကိုတန်းရွာကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်နေအိမ်တရှုံမိလောင်ပျက်စီးသွားတယ်လို့ဒေသခံတွေက RFA ကိုပြောပါတယ်။ဂျပင်းမြောက်ရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကမတ်လ23ရက်မနေ့ကမနေ့ပိုင်းမှာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။မတ်လ12ရက်နေ့တုန်းကလည်းကုတ်ကိုတန်းရွာအနီးနေပုကန်ရွာကအိမ်တွေကိုစစ်ကောင်စီတပ်ကစီးနှင်းမိရှို့ဖျက်ဆီးတာကြောင့်အိမ်ကြီး100လောက်ရှိတဲ့အထက်80လောက်မိလောင်ပျက်စီးသွားတယ်လို့ဆိုပါတယ်။မတ်လ 19ရက်နေ့ကနေစပြီးတော့ဆလင်းစိတ်ဖြူကားလန်းကရွာတွေကိုစစ်အောင်စီတပ်ကစစ်ကြောင်းထိုးတာနဲ့လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့်လူ၈000လောက်လဲထွက်ပြေးတိမ်းရှောင်နေရပါတယ်ရှင်။ မန္တလေးတိုင်းနထိုးကြီးမြို့နယ်ထဲကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကတပ်သားတင်9ရောက်လက်နက်တွေနဲ့အတူခိုးလုံလာတယ်လို့နထိုးကြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ကမတ်လ23ရက်မနေ့ကထုတ်ပြန်ပါတယ်။အင်အား200လောက်ပါတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကနေမတ်လပထမပတ်အတွင်းမှာဆက်သွယ်ခိုးလုံလာတာလို့ဆိုပါတယ်။သူတို့တွေဟာပြည်သူစစ်မှုထမ်းအမှတ်စဉ်6တင်တန်းစင်တွေဖြစ်ပြီးတော့စစ်မှုထမ်းမှုဖမ်းဆီးစုဆောင်းခံရသူတွေလို့ဆိုပါတယ်။နထိုးကြီးမြို့နယ်ကစစ်ကောင်စီစစ်ကြောင်းကိုကာကွယ်ပူးပေါင်းတပ်တွေကမတ်လ9ရက်နေ့မှာ ားဖြတ်တိုက်ခိုက်ခဲ့တဲ့အချိန်ဗိုလ်မှူးအပါအဝင်စစ်ကောင်စီတပ်သား14ယောက်ဖမ်းမိပြီးတော့လက်နက်ခဲယမ်းတွေလည်းတင်ဆက်ရမိခဲ့တယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်ရှင်ဒီကနေ့နေ့လည်ခင်းအထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစုစည်းတင်ပြခဲ့တာပါလွတ်လပ်တဲ့အာရှတန် RFI ကိုကြည့်ရှုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမရင်မျိုးသူပါရှင်